ဲ့တော့ဘုရားရဲ့သုသောကချက်ကတော့တော်တော်ကောင်းတာလို့ပြောရအောင်နော်ဒုတိယကရဏာဆိုတာကိုတခြားတခြားပါဠိတွေကလည်းပဲပြောကြတာတော့အမှန်ပဲပြောကြတာအမှန်ဖြစ်တယ်လို့လည်းပဲတို့ဘုရားရဲ့ဘုရားစီကိုထိခိုက်ရလို့ရခဲ့ရတယ်ဒုတိယကရဏာတော့တကယ်အကောက်ဆုံးပဲလို့ပြောရအောင်နော်အဲ့ဘုလိုလေဘယ်ကသွားရတော့မယ်လို့ဆိုတဲ့ခါကြတော့လည်းဘုံကြီးကိုကြီးကိုဒါမဝေးလာပြီမလို့လည်းပဲဒါဆုံးသွားပြီးတော့သွားကြတာ အာပြန်လာတယ်လို့အဲ့ဒါကိုပြန်လာလို့ရတယ်လို့မဟုတ်တော့ဘူးပေါ့နော်အဲဒေါ်လာကြီးအများကြီးကုန်ကြပြီးမှလာလဲခဏတစ်ချက်ပြန်လာလို့ရမယ်ပေါ့လားအဲ့လိုဆိုတော့အဲ့တော့ကဘုန်းကြီးပေးမှပြန်လာတော့တဲတော့နေရာကျတော့ဒါပြင်ကိုအနေနဲ့တော့ကင်းသွားသွားတယ်လို့ပြောရမှာပေါ့အဲ့လိုဆိုတော့ကိုတမီးတမီးမှရောက်နေတဲ့အချိန်မှာဟောလူစီကကလနာဆိုတာကိုတီးဖို့ယူပါလားပေါ့ဒါမင်းမပြောဒါဘောဝတ်လုံးနေတိနေဖို့ယူပါလားလို့ဆိုတာမျိုးလေးပေါ့မယ်နော်အဲ့ဒါလေးကိုပြောကြ ဲ့တကယ်တမ်းကတော့လူတိကရဏဆိုတာတို့သင်ရမှာဖြစ်တယ်။အရိယသစ္စာသင်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီအရိယသစ္စာတော့မောင်ရင်တို့လည်းသင်တန်းနေလည်းပဲအချိန်ချင်းခါကနာပြီးသွားပြီပေါ့နော်။နာပြီးသွားပြီဖြစ်တဲ့အတွက်လူဟာအမြင့်မြတ်ဆုံးတိကံကရဏကိုလိုက်လာတဲ့အခါမှာအသွန်ရောက်တယ်လို့ဆိုတဲ့ဟာတွေတော့ရှင်။ဒါမလုံးမိဖို့ဆိုတာလည်းပဲကိုချင်းနေဘောတိနေပါလေ။အသွန်ရောက်တဲ့ဟာလေးလို့ဆိုတာကတို့ကနေပြီးတော့ချောတက်ပြီးပြောလိုက်တဲ့အချိန်တော့ ီပထမအသွင်ရောက်တယ်လို့ဆိုတာကဟုတ်ကဲ့နော်ပထမအသွင်ရောက်တယ်လို့ဆိုတာကံကြီးပြတာပါပဲကာမကံကြီးပြတာပါပဲအဲကာမကံကြီးပြတာအသွင်ရောက်တာပြောကြလို့အချင်းကလေးကိုကိုကနေပြီးတော့လိုက်လာတာတို့အတန်ကလေးကိုလိုက်လာတာတို့ဒီအချင်းတို့အတန်တို့နောက်လိုက်တာဆိုရတဲ့ဒီအချင်းအတန်တွေဒီကိုကိုကနေလွန်ကျူးတဲ့အဖြစ်ကြောက်တာဟာဒါကာမတုခဏကြီးရောတာပဲပေါ့နော် အာတကိလမထာမယောဂဆိုတာကြောင့်လို့ပြီးတော့တကလုံးမရသေးရင်အာတကိလမထာမယောဂဆိုတာရောမရှိတို့နားလဲပြန်မကောင်းဘူး။ဟောသူခေါ်တာလဲတို့ခေါ်ကြတာဟုတ်တယ်နဲ့ဒီသောကိနားဟုတို့ခေါ်ကြတာဖြစ်တယ်ပဲ။ဒီသောကိနားဟုတို့နားလဲနိုင်တဲ့စကားကအာတကိလမထာပြောတာပြောလိုက်တာဖြစ်တယ်။ဒါပေမဲ့တို့နားလဲနေ။ဟောသူတို့ကအာတကိလမထာမလုပ်ဘူးတဲ့သူကိုဒီသောကိနားဟုကတော့ဖခင်နဲ့အတူလုပ်ဘူးတဲ့သူဆိုတော့အာတကိလမထာမယောဂကိုပြောလိုက်တာ။အဲတို့နားလဲဖို့ရစကားတည်ရမယ်ရှင်။အာတကိလမထာမယောဂလို့ဆိုတာ ယူပါယူပါဖြစ်တယ်။ကံတွေကိုကိုယ်နဲ့ပြောကျင့်တာလို့ပြောရမှာပါတော့။ဆိုလိုတာကတော့ခန္ဓာချက်ကိုရှေ့ရှုပြီးကြလား။ယူပါတရားကိုကျင့်။ယူပါကံတွေကိုကျင့်။ခန္ဓာချက်ကိုရှေ့ရှုပြီးကြလား။အာယူပါတရားကိုကျင့်။အာယူပါကံတွေကိုကျင့်တာပါတော့။ဒါကိုအတက်ကြီးလို့မထားပြောရမှာပါတော့။အဲ့တော့ပြောမစေဒီလောက်နှစ်ခုလောက်အစွန်းရောက်တဲ့ဒီလောက်နှစ်ခုလောက်ပြောလိုက်တဲ့ပေမဲ့ဒါရီအပြင်လူအတွက်ဒါညောင်းနေကြပါတယ်ဒီမှာဒီပြောရမှာပါတော့။ ရောင်းနေကြတော့တဲ့လုပ်ငန်းလေးလို့ပြောလိုက်တော့ဟာတို့ရောင်းမှာပဲဟာပြောမသိတော့ဒါလူသီကံကလနာလို့ပြောမှာပါနော်အဲဒါပေမဲ့မြတ်စွာဘုရားတော့လူသီကံကလနာလို့မပြောဘူးလေကွာသဗ္ဗိတိဒိနာအနာပေတ္တပါလို့ဒါကြိုဒီလိုပြောတာပါလားနော်သဗ္ဗိတိဒိနာတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာအနာပေတ္တပါမပြီးဝဲရမယ်တရားကြောင်းမယ်တရားလို့ဒါလိုပြောလိုက်တာနော်တကယ်တော့အခုကိုတို့တို့ပြောတဲ့အခါမှာတော့ဒါလူသီကံကလနာအဖြစ်နဲ့ပြောတာပါနော်လူသီကံကလနာအဖြစ်နဲ့ပြောတဲ့အခါမှာ ။ဩပပိတိဒေနအနာတေတပါ။တရားကျင့်တဲ့လူကကြောင်းမှာလို့ပြောတယ်။ဒီကကျင့်ပါဘူး။ဘာလို့ကျင့်ပါလဲကွာ။ဟုတ်တယ်နော်။အဲတာမန်လူတယောက်တော့ဟုတ်ဘူးတော့။တာမန်လူတယောက်အနေနဲ့ဆိုရင်တော့လည်းပဲဒီဆုံးနေတော့လောအသိကျင့်နိုင်ကြမယ်ဟုတ်ဘူးပေါ့နော်။သိကျင့်နိုင်ကြမယ်မဟုတ်ပေမဲ့လို့လည်းပဲကိုယ်တာမန်လူတယောက်မဟုတ်ပဲနဲ့။ဘာလဲဆိုတော့ဥပ္ပရိမနုဿတ္တမမနုဿတ္တမလူတာမန်တာမန်လူရဲ့တရားဆိုတာကဥပ္ပရိမြတ်တဲ့လူတရား အခုနပြောရတဲ့ခရိယံဘာသာဝင်မွတ်စလင်ဘာသာဝင်ဂိန္ဒုဘာသာဝင်အဲ့ဒီဘာသာဝင်တွေကတကယ်ကြတော့သူတို့လူတရားပြညာတာလို့သူပြောမှာပေါ့နော်လူအနေနဲ့ဆိုရင်ခရိယံနေချိန်လဲလူလုံးလူတယ်တွေစကြပါလေဟုတ်နော်အဲ့သူတို့ရဲ့ဆက်ဆံရေးတွေလည်းကောင်းမွန်ကြတာပေါ့လားအဲ့ဒါကြောင့်မလို့ဒါတွေကလူတရားလို့ပြောတာပေါ့သူကလူတရားလောက်နဲ့အားရတဲ့တိတ်ကြီးနေရမယ်သူတွေမဟုတ်တော့ဘူးဒါမြတ်စွာဘုရားကကိုယ်ကြီးကဘိုးဘယ်တဲ့ဆိုတော့ဥဒ္ဒရိမနုဿတမ အာကိုတို့ဆိုတဲ့သူဟာလူဖြစ်ပြီလေတကယ်တော့ဥဒ္ဓရီမနုဿဓမ္မကိုရနိုင်တဲ့သူဖြစ်ရမှာပေါ့လားနော်အဲအဲ့လိုမျိုးလို့ဆိုတော့ဥဒ္ဓရီမနုဿဓမ္မကိုကိုဓမ္မအဖြစ်နဲ့ကိုသက်သက်ရမှာလို့ဆိုတော့အာတို့ကလူပဲကွာဥဒ္ဓရီမနုဿဓမ္မနဲ့တို့နဲ့ဆိုင်ပါဘူးလို့မှတ်နေတော့ဘုရားကတော့ကိုယ်ပဲတင်တော့သူကြီးကဘုရားကတော့ကိုယ်ပဲဆိုတော့သူကြီးလက်ကျင့်ရမှာလို့ဘယ်လိုပြောမှာပါနော်အဲ့လိုဆိုတော့ဥဒ္ဓရီမနုဿဓမ္မကိုကိုယ်ကျင့်အဲ့ဥဒ္ဓရီမနုဿဓမ္မကျင့်ပြီလို့ဆိုမှတော့ဒီသူဟာ ကာမဒုက္ခဏိကံယောဂလို့ဆိုရယ်ကာမကံလို့ပါဟုတ်တယ်နော်ကာမကံကလည်းပဲကုသိုလ်ကံလည်းကာမကံတော့ပါတာပေါ့ကွယ်အဲဒါနတို့သီလတို့ဘာဝနာတို့ပေါ့နော်အဲဒါနတို့သီလတို့ဘာဝနာတို့ကကာမကံတော့ဟာဒါနမလုပ်ကောင်းတော့ဘူးလားသီလမထောက်တည်ကောင်းတော့ဘူးလားဘယ်လိုပြောမလဲဆိုတာတော့အဲဒါနသီလဆိုတာကောင်းတဲ့လုပ်ငန်းတွေဖြစ်နေတယ်အယူလုပ်တဲ့ဌာနဖြစ်တော့ဘယ်ကောင်းတယ်ပြောပါဦးနော် 有老有上辈的地家留嘞，再当年不要吧，不要吧，留吧，喏。啊，有时候人家不要，买买下留吧，喏。主要这个嘛，有好地，好地也一定要。都都这样打也打不完，都岳阳那边过也打，哎，岳阳那边就刚刚岳阳，哎，开修了铁路就便宜。哎，都一般他妈那个都去开修也便宜点。那要没人。 အမေတို့တွေတို့ဒီ value ကကျွန်တော်ဟာလားကျွန်တော်ပေးတာလားအမေတို့တွေတို့ဟာဝယ်ကျွန်တော်ကိုဒီလောက်မောက်တင်နေအောင်ဆွဲနေတာလားအဘလို့မလို့တော့ပါကျွန်တော်ဒီ value ကိုကျွန်တော်ဟာလို့ဆိုရင်ကျူးပြစ်လိုက်တော့မလို့လို့ပြောတယ်ကအာမင်းကလည်းကွာရွှေရဲမင်းကလူတော့ကောင်းပါမလားပေါ့တခြားမင်းရဲ့ဒီအင်ဂျီကိုလူတယ်လုံကြီးကိုလူတယ်ခီးလူတယ်မနှက်လူတယ်ဆိုတာတော့ သူအဲ့ဒါကိုကိုလူပြစ်ပြီးနေကိုလူပြစ်ပြီးနေတယ်ဒီရှေ့ဆန်းတို့ကလည်းသူလူတော့မလို့သူဟာဟုတ်လားမဟုတ်လားလို့သူတန်တရားဖြစ်နေတယ်လို့သူလူတာအဲ့တော့လူတော့မလို့လို့ပြောတဲ့ခါကျဟာကျွန်တော်ကတော့ကျွန်တော်ဟာသိနေတာမှာပဲပေါ့အပေတို့အပေတို့ဟာသိနေတာကျွန်တော်မသိပါဘူးပေါ့အာမင်းလူတင်တဲ့ရှေ့ဆန်းတို့ကမင်းပေးလို့ဖြစ်ပါမလားကွာပေါ့အဲမင်းဟာမဟုတ်ဘူးကွာဖေတို့မေတို့ဟာပဲပေါ့ဒါသူမလူကြီးအောင်ပြောတာပေါ့ အဲ့လိုတင်လဲဘီရိုမေရိုဟာတင်လဲဘီရိုမေရိုပဲယူထားပါမယ်ပြတော့မိုးကြီးတော့ဟုတ်တူတယ်သူပြန်ပေးတယ်ဆိုပဲလားပြန်ပေးတော့လဲသူ့ဟာလို့လုံးလိုက်တယ်သူကလူပြပါလို့ဆိုတော့ယူထားတယ်လို့ပြောတယ်အဖေမေပါပေါ့နော်ဒါပါလို့လို့ဒီယူနေတာပြောဟုတ်တော့ယူနေတယ်လို့ဆိုတာကိုသိအတိမတ်ပြုဖို့မကောင်းဘူးလို့မမှတ်နဲ့နောက်ရက်ပိုင်းတော့ကြာရင်ကျိုးသက်ချပြီးပေးပြီဗျာသမီးနော် ုနှစ်ရက်လောက်တောင်မပြောင်းတင်းနဲ့ကျိုးသက်ချပြီးသူသိသူခံနေပါတယ်ဒါဆိုတော့သူယူနေတာတော့ဒီရွှေစွဲကြောင့်သူလူရနေဆိုတာအကောင်းနဲ့လူရနေလားယူနေလူရနေလားဆိုတော့ယူနေလူရနေပါလားယူမှမသိရဘူးအဲသူကဘယ်လိုယူရမလဲသူသိတော့မယ်သူသိရင်နောက်ဘဝကိုသွားမယ်နောက်ဘဝသွားရင်ဒီကနေပြီးတော့ရနိုင်လည်းကသူယူသွားမယ် ဟုတ်ကဲ့ကုသကောင်းမှုတွေယူသွားမယ်ပေါ့နော်အဲ့တွေ့ရှိစမ်းကြောင်းကိုလည်းနောက်ဘက်ယူသွားမယ်ဒါယူရပဲမဟုတ်လားပဲနော်ဘယ်နဲ့ယူလို့မရတဲ့ဟာကိုယူသွားမယ်လို့လှုပ်ရှင်တာဆိုတာပေါ့တို့ဘုဒ္ဓဘာသာလည်းယူလို့မရတဲ့ဟာကိုယူသွားမှုရဟာလည်းအတဏ္ဍမာရာရတော့အနုကာမိကကျေဦးမြုံနဲ့တာတဲ့ဘယ်လိုလဲပြောကြတာပေါ့လားအလူနှမ်းနေလို့တာဆိုတော့ကိုယ်နောက်ကအမြဲလိုက်နေတဲ့ရွှေလိုမြုပ်တာလေတကယ်ရွှေကိုမြုပ်လို့ရှင်ကတော့ ကိုသွားရဘူးမလိုက်ဘူးနော်ကိုမန်းလေးသွားလို့လည်းလိုက်မှာမဟုတ်ဘူးကိုနောက်ဘွားသွားလို့လည်းဒီရွှေဘွားလိုက်မှာမဟုတ်ဘူးကိုလူတန်းထားတဲ့ရွှေဘွားတော့ကိုသွားတဲ့နောက်ဘိုးကိုပါနေပါတယ်တကယ်လို့ကိုနောက်ဘွားသွားရင်နောက်ဘွားမှာပါနေပါတော့အဲ့လိုမျိုးကလည်းလူဘုရားကညွှန်းတာဆိုတော့သူကလည်းအဲ့လိုမျိုးလေးကြားမှုမှာပေါ့ခွဲအဲ့နောက်ဘွားကိုယူသွားချင်တာဆိုတော့သူယူနေတာဘုလိုလားတော့ဒါနကောင်းတယ်ကံကံကံနေမလို့ရဘူးလို့ဆိုတော့ဒါနကံမလို့ရဘူးပေါ့ အဲကာမကံတွေဖြစ်တယ်ဒီကံတွေကိုမလုပ်ရဘူးလို့ဆိုတော့သီလလည်းကာမကံပေါ့နော်ဒါဖြင့်သီလကောင်းတဲ့တိုင်းဘာလို့မထောက်ပြရမှာလို့ဒါနကောင်းတဲ့တိုင်းဘာလို့မပြုရမှာလို့ဆိုတော့ဒါနကိုတားမြစ်တာလည်းမဟုတ်ဘူးသီလကိုတားမြစ်တာလည်းမဟုတ်ဘူးဘာဝနာကိုတားမြစ်တာလည်းမဟုတ်ဘူးအဲခုနအယူလုပ်တဲ့ဒါနဆိုရင်ဒါတားမြစ်ရမှာလားခွင့်ပြုရမှာလားတားမြစ်ရမယ်နော် အယူဆောက်ပြီးတဲ့သီလဆိုရင်ဟောကေတာမယမလာဆွေးပြပါမလားဟုတ်ပါဘူးတာမယမအယူကလုတ်တဲ့ဘာဝနာဆိုရင်ဟောတာမယမလာဆွေးပြပါမလားဟုတ်ပါဘူးတာမယမဟုတ်ပါဘူးတော့အဲကြောင့်မလို့ဟောဒါနသီလဘာဝနာလို့ဆိုရဲကာမကံရအယူလုတ်တာဘယ်လိုပြောရမလဲနော်အယူလုတ်တဲ့လုတ်ဖြစ်တဲ့အတွက်ကာမကံတွေကိုလုတ်ပါဒါတတိယလို့ဆိုလို့ရှိရင် အမျိုးသမီးဆိုတော့လည်းပဲပို့ပြီးတော့သူရေးတိုင်းရေးပိုင်းထိုင်အားနေပြီးတော့နိစ္စသေးတယ်လို့ပြောမှလို့ပဲနော်အမျိုးသားဆိုတာမှဟုတ်ဟုတ်ကြားလိုက်ခွေလိုက်နဲ့ဆိုတာမျိုးလို့လုပ်နေရတော့အိမ်မှုမှာတောင်းယူရတာကအမျိုးသမီးမဟုတ်လားအဲ့ဒါအိမ်ဝမှုလို့သိမ်းထုတ်သေးတာနဲ့ဘယ်လိုမျိုးတွေတော့ရှိတာပါလားနော်အဲ့ဒိတာတွေထုတ်တာတွေလည်းပဲသိကြတယ်ဆိုတော့ပေးတာကံတာတွေလည်းပဲလုံးဝမဟုတ်လားလုံးဝတယ်လို့ဆိုတော့ ကိုယ်လက်ထဲမှာရှိတယ်လို့ဘယ်လိုပြောရမှာပေါ့နော်ဒီကိစ္စတွေဟာအဲ့တော့ကိုယ်လက်ထဲမှာရှိတာလို့ဆိုတော့နာနာဒီလူကိုနာရှူရမှာလားဟောဒီလိုမျိုးလို့ဒါနာကိုကိုယ်နဲ့စဉ်းစားရတယ်ဗျာနော်အလူတိုင်းဖြစ်တဲ့ဒါနာတိုင်းကိုမပြောဘူးဒါအခုလှူရမယ့်ဟာကသိပြီလှူရမယ့်အလူလားမသိဘဲနဲ့လှူရမယ့်အလူလားဒီအလူရဲ့အကျိုးပေါ့နော် သိပြီလူရမှာလားမသိဘဲနဲ့လူရမှာလားဆိုတော့အော်မသိဘဲနဲ့လူရဆိုရင်အယူယူအတန်သူအကန့်သူဟုတ်ပါတော့အော်ဒါတို့ငါလုပ်ရမယ်အောင်ဘုရားကာမလုပ်ခံကာမဌာနပေါ့နော်အဲအဲ့လိုမျိုးလေးလို့သိပြီတကလားကိုကနေပြီးတော့ရောက်မယ်လို့သူတို့ပြောတာပေါ့နော်ကိုတို့လည်းနိုင်ငံခြားရောက်သွားတယ်ဆိုရင်အဲနိုင်ငံခြားတွေမှာလည်းလူခံရသူတွေဆိုတာရှိနိုင်ကြရတယ်လို့သူတို့ပြောမှာပေါ့နော်အဲဆုံးတကယ်ချင်းပေါင်းရောက်မယ်ဖြစ်ဖြစ်ပေးရကမ်းရတဲ့ပိုင်ခံရတယ် နိုင်တာရယ်လို့ပြောမှာပါနော်အဲဒါဆိုရင်လည်းကိုကနေပြီးတော့ကိုကိုယ်ပိုင်စိတ်ရှိဖို့ရတဲ့အခုပြောနေတယ်လို့ပြောမှာပါနော်ကိုယ်ပိုင်စိတ်ရှိဖို့ရဆိုတာကိုပေးသင့်တယ်လို့ယူဆမှာပေးရမှာပေါ့ပေးသင့်တယ်လို့ယူဆတယ်လို့ဆိုတာဟာကာမအဆုံးမြန်ရောက်နေတဲ့အသေးလားသို့မဟုတ်ယူပအိပအဆုံးရောက်နေတဲ့အသေးလားသူ့မှာလိုးနေတာပဲကွာနားမှာလည်းပိုးနေတော့ပေးလိုက်တာပေါ့လို့ဆိုရတာမျိုးပေါ့နော် ဒါဆိုတော့ယူမာယူပါသွန်းလေးကိုငင်းသွားလိမ့်မယ်နော်ဒါအဲလိုမျိုးလိုမဖြစ်ဖို့ကြိုးနေပဲဟောအဲ့တော့ခလိုရာတော့ရင်ကိုဟာလူဖြစ်နေတယ်လို့လဲကိုကဘုရားတပည့်ဆိုဥဒ္ဓရိမနုဿဓမ္မကိုဓမ္မလို့အောင်ဆိုတော့အဲကာမအသွန်းဖြစ်တဲ့ဒါနကိလမျိုးမကြောက်ဘူးအဲ့လိုပြောရမှာပေါ့နော်အဲယူမာအသွန်းဖြစ်တဲ့ဘာဝနာမျိုးမလိုရဘူးတော်တော်စိတ်တွေကလည်းများပြီးတော့နေနေလို့စိတ်ကလွင့်နေတော့မချမ်းသာဘူးကွာတော့ချမ်းသာရဲ့ ဟာသက်ရှူတာလေးတော့မှတ်လိုက်ပါဦးမယ်လို့ဆိုတာမျိုးများသင်္ကူကသွားပြီးလည်းမှတ်မနေနဲ့ဟုတ်တော့ဒါဟုတ်တော့ဒါအဲအဲ့လိုမျိုးများမှတ်နေမဲ့ဇေလဲယူပါယူပါရဲ့ရတာမှတ်ရင်မှတွေ့သွားမှာတော့တွေ့သွားရင်ခံစားချက်ကကောင်းပါလို့ဆိုတော့အာတရားဟုတ်ဟုတ်မဟုတ်ဘာခံစားချက်ကောင်းတာလေးရတော့ပြင်အဲ့ဒါဆက်သက်ပြရမယ်ဆိုပြီးတော့ဖြစ်သွားမယ်နော်အဲဘုရားလုပ်တဲ့သူကလည်းလည်းရဟောဝါကြားခဲ့တယ်ဆိုတော့နောက်အားပါဟုတ်တော့မှာနော် အဲလွားနေဆိုရင်အေးမဲတခါလေအဲ့ဒီသိတ်ကိုမပြေနိုင်လို့များတော့သွက်လေးဝင်လေတော့သွားသပတိလိုက်တယ်လို့သူတို့ပြောတာပေါ့နော်အဲပတိလေးလေးပဲသွားပြီးရောင်းလို့သိတ်မနေလိုက်နဲ့လို့သူတို့ပြောရမှာပေါ့တော့ဒါပါဝနာယူပါပေါ့နော်ဒီပဲနော်အဲ့လိုယူပါကွာပါဝနာလုပ်လို့ရှိရင်နည်းနည်းလုပ်နည်းနည်းဆွဲရဲများများလုပ်ရင်များများဆွဲရဲဆွဲရဲဆိုတာတံခါးလေးတယ်လို့ပြောတာပေါ့အဲလိုမျိုးလို့ဖြစ်တဲ့အတွက်ဩလူရှောင်းရမယ်ဒီအစွန်းရောက်တဲ့နေရာနှစ်ပါးအချင်း ကာယဘာအိဘာဖြစ်တဲ့ကံကြီးပြောတာအဲဒီလိုမျိုးလေးသမီးလည်းသိပေလို့ပြောရမှာပါတော့အကိုတို့ကတော့နိုင်ငံခြားသွားနေရလို့တခါလေကိုမရနဲ့လည်းကွဲနေလို့အကိုတို့ပြောရမှာလို့လေမရလို့တဲ့သူကလည်းပဲကိုရောက်ကြလို့တဲ့သူကနိုင်ငံခြားသွားနေလို့လို့ဆိုတော့ရှိနေတာပဲနော်အဲဒီလိုနဲ့လည်းပရိကလေးလည်းသွားကောက်ကိုင်းမနေလိုက်နဲ့ဒီလိုဆိုတာပါတော့ပရိကလေးကောက်မကိုင်းရင်ဟိုမန္တလေးကမကျင်လာဆိုတော့ဘွဲပြတော်တယောက်ပြောတယ်လို့ ဒီတော့အဲ့ဒါဒုက္ခငြိမ်းဖို့ရန်အတွက်ဒါလေးပဲမိဖို့နေရတာပါဗျာအဲ့တော့ပြောချတယ်ဒီလားသူပရိသေတာကငါလည်းပဲလက်နာပြီးတော့ငါပရိသေတို့လက်မှာဗျာလို့ဘာဖြစ်လို့တော့မရလဲဘုန်းကြီးပရိသေတင်လာပြီးတော့ဝယ်ပေးမှာပေါ့မဟုတ်ဘူးလို့ခင်ဗျာပရိကိုလိုချင်တာလို့ပြောတော့ဘာလို့ဘုလို့မရလဲဥပက၆ရက်ကိုတွင့်မြင့်ချင်လို့ရလို့ဘုန်းကလည်းဒီလိုပြောလိုက်တာမလိမ်မလို့ပါနဲ့ဗျာပေါ့ခင်ဗျားကိုဒီပရိဒုက္ခပေးနေတာကိုကြုံနေရတယ်လို့ အဲဒါလိုပြောလိုက်တာကြာအမလီရောင်းနေရင်ပြောလိုက်တာပုံများနဲ့ဒီလိုပဲဒီဝဒီလေးနဲ့အေးနေရတာတဲ့သူပွဲကြတော့သူလိုများတော့ချမ်းသာနေတယ်လို့မအောင်မင်းနဲ့တဲ့ရပြရည်လည်းကြည့်ပြီမဲ့အချိန်တန်ပေးမှပေးလာပါမလားကိုကတော့ဟောတဲ့ခါကုတ်ပေးရည်ရှိတာလဲအချိန်တန်ပေးမှပေးနိုင်ပါမလားဆိုကိုကတော့လည်းဟောတဲ့အဲ့ဒီကိုကတော့ဒီကံကလွတ်အောင်တဲ့ဒီဝဒီလေးနဲ့ပဲအေးအောင်နေရတာတဲ့သူဒီဝဒီလေးကဒီလိုရဲ့အေးအေးကလေးပါဗျာနဲ့ပြောတယ်အဲ့ညမသိဘူး မြတ်မသိတဲ့အတွက်အဲ့လိုပြောတာလို့ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းတခါမောင်းတေရောအဲ့လိုမျိုးဆိုတာမျိုးလို့နေနေရောလည်းပတိကလေးလည်းပဲတွားပြီးတော့များမိဘမနေလေနဲ့လို့ဒီလိုဆိုလိုတာပေါ့နော်ဒါလူချင်းဟောပါမေးတာတော့ကိုတို့ကပဲမေးတာပေါ့ကွာကိုတို့ကမေးရတယ်လို့လည်းပဲကိုတို့ရဲ့မကပဲနဲ့ကိုတို့သတိနဲ့ဒါပြောရတယ်လို့ဒီလိုပြောရမှာပေါ့နော်ဆိုလိုတာကတော့ဒီအစွန်းရောက်တဲ့တရားတွေကိုပါလျာကုန်ကြဟုတ်လို့နော်ဒီအစွန်းရောက်တဲ့တရားတွေဆိုတာ ူတိုင်းလုပ်နေတဲ့ကံမျိုးပြောတာပဲကွတွေ့ရတဲ့ကံတော့လူတိုင်းလုပ်နေတဲ့ကံခရိယာနေလဲအဲ့ဒီကံကိုဘာဝနာကြီးလဲလုပ်နေရကြဘုဇင်းလေးနေလဲပဲပရိသေတာတိဘူးရလားတွေ့ဘူးရလားမသိဘူးနော်ဘုဇင်းလေးနေလဲပဲပရိလေးနေလုပ်နေရပဲကြသူတို့ဘုရားချစ်ခိုးတယ်လို့ဆိုတာဘုရားကိုသွားချစ်ခိုးနေတာဟုတ်ဘူးဗျအဲ့မှာသူတို့လည်းဘုရားအားထုတ်နေတာတကယ်ရတော့ အဲ့ဒါဆိုလို့ကတော့ဟိုတလင်းလေးလည်းလုံနေကြာကြတာပဲလို့ပြောဆိုလို့ရပါတော့အဲ့တော့ကာမကံတွေပဲဖြစ်ဖြစ်ယူပကံတွေပဲဖြစ်ဖြစ်အယူပကံတွေပဲဖြစ်ဖြစ်ဒါလူတိုင်းလုံနေတဲ့ကံတွေအဲ့လူတိုင်းလုံနေတဲ့ကံတွေကိုဒုံမလို့ရဘူးဒါလိုမျိုးလို့ပြောရပါတော့လူတိုင်းလုံနေတဲ့ကံတွေမလို့ရဘူးဆိုအဲ့ဒီကံတွေကိုဘာမှကိုမလို့ရတော့လားလို့ပြောလို့ရှိရင်လူတိုင်းလုံတဲ့ကံထက်မြင့်တဲ့ကံကိုတော့ လူတိုင်းလုပ်တဲ့ကံနဲ့မြင့်တဲ့ကံကိုကိုယ်ကလုပ်ကြည့်ရင်လူတိုင်းလုပ်နေတဲ့ကံကိုလွတ်လူတိုင်းလုပ်နေတဲ့ကံကိုမလွတ်ရင်အဲ့မြင့်တဲ့ကံကိုမလုံးနဲ့အဲကြောင့်ဘုရားပပိတိနာအနာဒိဋ္ဌပါလို့အလူရဲလုပ်နေတဲ့ကံတွေကိုဤတဲ့မြင့်တဲ့ဟုတ်ဒီမနုဿဓမ္မကိုကျင့်နေတဲ့ပုဂ္ဂိုလ်ကဒါမတော်ဘူးလို့မပြီးဝဲရဘူးလို့ဒီလိုမျိုးလို့ပြောလိုက်တာကြာတော့အဲတပီးတော့လည်းနော်အမှုမဲ့အမှန်မဲ့လေးနေမပေးကြနဲ့နော် ိုဟာလူတိုင်းနဲ့ရဘူးလို့လည်းမှတ်ပေးနဲ့လို့ပြောရမှာပေါ့နော်သူတို့နဲ့ကိုယ်နဲ့လူချင်းတော့တူဝင်မဲ့ကြင်ရတာချင်းချားတယ်ဒါလိုပြောပြရမှာပေါ့နော်ကြင်ရတာတာချင်းချားတယ်လို့ဆိုတော့ကိုကတော့ဥဒ္ဓိမနုဿဓမ္မကိုကြင်ကြတာဥဒ္ဓိမနုဿဓမ္မဆိုတာလူတရားချက်ညတ်တဲ့တရားကိုကိုကြင်ကြတာလို့ကိုကိုကိုဒီလိုလေးနဲ့တတ်မှတ်ပေးလို့ဒီလိုပြောရမှာပေါ့နော်ကိုတို့လည်းနိုင်ငံခြားရောက်လာတယ်ဆိုရင်အဲ့လိုမှတ်ပေးနော်အာ ာမန်လူတွေကသူဟုတ်ဘူးဟုတ်ကဲ့တော့ပုဂ္ဂိုလ်ကိုသိရမှာတော့အာတာမန်လူတွေကသူဟုတ်ဘူးတာမန်လူတွေကလူတွေသားတယ်လို့ပဲငါသားနေမယ်တာမန်လူတွေကလူတွေဝတ်တယ်လို့ပဲငါဝတ်နေမယ်တာမန်လူတွေကလူတွေအလုံးလုံးတယ်လို့ပဲငါအလုံးလုံးနေမယ်အာသို့သိကျင့်တာချမ်းသာတယ်ဟုတ်ကဲ့တော့ဒါလည်းပုဂ္ဂိုလ်ကိုသိမှတ်ပြုပေးရပါဗျာလူတို့မိလည်းသိမှတ်ပြုရမှာနော်အဲ့လိုသိမှတ်ပြုအောင်ငါတာမန်လူတွေနဲ့အဖြစ်ကြီးချမ်းသာတယ် ာမန်လူတွေကဘယ်လိုကျင့်လို့လဲလို့ပြောတာမန်လူတွေကကံတွေကိုကျင့်တာဟုတ်ကဲ့နော်သူတို့ကျင့်တဲ့ကံမျိုးငါတို့မကျင့်ဘူးဒါမျိုးတည်းလဲလို့မှားနော်သူတို့ကျင့်တဲ့ကံမျိုးငါမကျင့်ဘူးသူတို့ကျင့်တဲ့ဒါနာမျိုးသီလမျိုးဘာဝနာမျိုးငါမကျင့်ဘူးသူတို့တဲ့မြတ်တဲ့အမြင်ရှိနေတဲ့ဒါနာမျိုးငါကျင့်မယ်အမြင်ရှိရှိနဲ့ထောက်တည်တဲ့သီလမျိုးကိုငါထောက်တည်မယ်အမြင်ရှိရှိနဲ့ပွားများတဲ့ဘာဝနာမျိုးကိုငါပွားများမယ် အာမတိတဲ့ဒါနကမပွားများဘူးအာမတိတဲ့သီလကမသောက်တည်ဘူးအာမတိတဲ့ဘာဝနာကမပွားများဘူးဂျူရီယာမတိတာတွေမတိတဲ့ဒါနသီလဘာဝနာတွေကိုပွားများနေကြလားဟုတ်တယ်မလားနော်အဲ့လိုမျိုးကိုယ့်ကိုယ်ကိုအပြည့်ရတော့ခွဲခြားလိုက်လို့ပြောအောင်နော်အဲ့လိုမျိုးလို့ခွဲခြားလိုက်ပြီးပါပြီရှင်နော်ကိုကလူတိုင်းလုပ်တဲ့ဒါနသီလဘာဝနာဖြစ်တဲ့ကံတွေကိုမလုပ်တော့ဩလူကပါပြတယ်ကိုကတသိမ့်မြင့်တဲ့ကံကိုကိုကတက်တတ်ပြီးလုပ်ပြီးလို့ ။ဘာလို့တော့လို့ပြီးတော့အဲ့ဒီကံတွေကိုဝေဒနာပဲပဲ။ဝိပိဿလောက်တယ်ဆိုပြီးတော့ပါနော်။ယူတန်းလောက်နေတဲ့ဌာနကိုဝေဖန်ပြီးတော့တတိလောက်တယ်။ယူတန်းလောက်နေတဲ့သီလကိုဝေဖန်ကြည့်ပြီးတော့တတိလောက်တယ်။လူရဲလောက်နေတဲ့ဘာဝနာကိုဝေဖန်ကြည့်ပြီးတော့အတိလောက်တယ်။အဲ့ဒါဟာဩဒိမနောဓမ္မကံနဲ့နော်။ဩဒိမနောဓမ္မကံကအဲ့လိုမသိတဲ့ဌာနကိုမလုပ်ခဲ့နဲ့။ လူတိုင်းလုပ်နေတဲ့ဒါနကိုဝေဖန်ပြီးတော့လူတိုင်းလုပ်နေတဲ့ဒါနနဲ့ပြတဲ့ဒါနကိုပြောတယ်။လူတိုင်းလုပ်နေတဲ့သီလကိုကိုဝေဖန်ပြီးတော့အာဒါကတော့ကဲချလာပါပေါ့။အတော်လုံးကဘုံပြောရနော်။ခရိယာနေလေလူကိုရင်းလက်ခါရရှင်းနေကြတာပဲလို့ဟုတ်ကဲ့နော်။ဘုံတော့ဝေဖန်လိုက်တယ်အဲ့ဒီခရိယာရဲ့ညံ့နေတဲ့ကိုရင်းသိခါကသာဝရဘုရားကိုအပြင်းထားပြီးတော့သူညံ့နေကြတာလို့သာဝရဘုရားဆိုတာဘယ်သူဘူးရလို့လဲကွယ် ဘယ်သူမှမမြင်ဘူးလားဆိုတော့ဟောမသိရဘူးအခြေခံထားပြီးတော့ကျင့်နေတာလို့ဘယ်လိုပြောရမှာမသိတော့ဒါကတော့ဩတို့မသိပဲနဲ့လုပ်နေရှာကြတာအဝေမှန်လိုက်တာပဲဟုတ်လားဘုံကနေပြီးတော့အဲသူမျိုးတို့လည်းဒါဝေမှန်မှာတော့သားတော့လည်းဒါဝေမှန်တော့တို့မသိပဲနဲ့လုပ်နေတာမသိလည်းနဲ့လုပ်နေတာလို့တို့ဝေမှန်လိုက်ပြီလို့ဆိုရင်ကဲမင်းကတော့မလုပ်လို့လည်းပါဒါနဲ့ဒါနဲ့တိတာလုပ်ပါပါပဲမင်းကတော့ဘယ်ဒါနဲ့တိတာလုပ်လို့ငါသိတဲ့ဒါနဲ့တိတာကိုလုပ်ပါ ဒီမတိရဲနဲ့လုံနေတဲ့ဒါနာမျိုးကလွတ်တဲ့ဒါနာမတိရဲနဲ့လုံနေတဲ့သီလမျိုးကနေတော့လွတ်တဲ့သီလလုံပါလို့ဟောဒီလိုပြောရမှာပါနော်အဲအဲ့လိုမျိုးလို့ဒါနာသီလကိုကိုယ်တူတော့လုံပါပါလို့ဒီလိုပြောရမှာပါနော်ဆိုလိုတာကတော့ပုဂ္ဂိုလ်အဲ့လောက်လဲယက်တိချက်ကလေးလဲရှိနေပြီးမှလဲကိုယ်လည်းပဲမှန်ပါရတော့အဲသူမျိုးလဲအမှုမဲ့မှမဲ့မနေသေးနဲ့ဟုတ်ပါနော်အမှုမဲ့မှမဲ့မနေသေးနဲ့လို့ဆိုတာကိုယ့်ရဲ့အိမ်တော်ရဲ့သားနဲ့လည်းပဲ ကင်းသွားပြီးတော့နေရတယ်ဟုတ်တော့နော်ကင်းသွားပြီးနေတဲ့အချိန်ကျတော့ကိုကိုပဲကိုကပြီးတော့မတ်ရပါတော့ကိုကိုပဲကိုမတ်တဲ့အခါကျတော့ကိုကဘာနဲ့မတ်မလို့လို့မေးရင်ကိုအမြင်နဲ့မတ်ရပါဗျာတော့အဲကိုအမြင်နဲ့မတ်တဲ့အခါမှာတော့ကိုကနေပြီးတော့လားပြီးပြီးတော့အမြင်ထားပါတော့ပြီးပြီးတော့အမြင်ထားတယ်ဆိုတာဘယ်လိုဆိုရင်တော့ဒါလူတိုင်းလုပ်နေတဲ့ဒါနာမျိုးကမဟုတ်ဘူးလူတိုင်းလုပ်နေတဲ့သီလမျိုးကမဟုတ်ဘူး လူတိုင်းလုပ်နေတဲ့ဘာဝနာမျိုးငါမပွားများဘူးဟုတ်ကဲ့နော်အဲ့တော့ငါဘယ်ဒါနကိုပြုတယ်လဲဘယ်သီလကိုထောက်တည်တယ်လဲဘယ်ဘာဝနာကိုပွားတယ်လဲအဲ့လိုမျိုးလို့ဒါနသီလဘာဝနာကိုကိုကနေပြောတကယ်လူတိုင်းလုပ်နေတဲ့အနေအထားမျိုးကိုကိုမလုပ်ဘူးလို့လူတိုင်းလုပ်နေတဲ့အလုပ်ကိုကိုဝေဖန်မိသွားရင်အဲ့ဒီဝေဖန်မိတဲ့အာမျိုးတော့ကိုပဲလုပ်တယ်ပေါ့ဝေဖန်နေသွားပြစ်တင်မိသွားတာပေါ့နော် လူတွေလုံနေတဲ့ဒါနာမျိုးကအပြစ်ရှိတယ်လို့ကိုသိရင်အဲ့ဒီဒါနာမျိုးကိုကိုကတော့လုံတော့လူတွေလုံနေတဲ့သီလမျိုးကိုအပြစ်မြင်ပြီးသွားပြီဆိုရင်လူတွေလုံတဲ့သီလမျိုးတော့ဘုံမလုံတော့လူတွေလုံနေကြတဲ့တရားဘာဝနာထိုင်မှုမျိုးကိုအပြစ်မြင်ပြီးသွားပြီဆိုရင်အဲလူတွေလုံနေတဲ့တရားဘာဝနာကွာကွာမျိုးမလုံတော့လူတွေလုံနေကြတဲ့အဲဖျားချစ်ခိုးတယ်အဲဝုတ်တင်းနေမှာဝုတ်ရွတ်တယ်လို့ဆိုရတယ်လူတွေလုံကြတယ် အဲ့ဒါကိုကိုယ်နဲ့ဝေခံရမယ်သူတို့ဝင်ရွတ်တဲ့အတွက်ဘာဖြစ်တယ်လဲသူတို့ဘုရားချစ်ခိုးတဲ့အတွက်ဘာဖြစ်တယ်လဲဟုတ်ကဲ့နော်အဲ့လိုမျိုးလို့ကိုယ်အပြင်းအမြင်သွားပြီဆိုရင်ဟာဒါကြီးကတက်တက်လူဒုက္ခပေးတဲ့အရာပဲလို့ကိုယ်မြင်သွားပြီဆိုရင်တော့ဘယ်လိုလုပ်ပြီးတော့လူတိုင်းလုပ်တယ်ဝင်ရွတ်လူမျိုးဝတ်တက်မှုမျိုးလုပ်တော့လဲပေါ့နော်အဲ့လိုအမှုတွေကိုကြည့်ပါဗျာဘသူရဲ့ပြုလုပ်နေတဲ့အမှုဟာဒါကောင်းတယ်လဲမကောင်းတယ်လဲအဲ့ဒီလိုမျိုးကလေးကိုကိုယ်ဝေဖန်ရမှာပေါ့နော် အဲ့လိုဝေဖန်ကြည့်ပြီးသားလို့အပြစ်မြင်ပြီးသားဖြစ်ရင်အဲ့လိုမျိုးလိုလုပ်ငန်းမျိုးကိုကိုမလုပ်တော့ဘူးအဲ့ဒီကအဖြစ်မြင်တဲ့လုပ်ငန်းမျိုးပဲကိုလုပ်တော့မှာပေါ့လားနော်အဲဒါကြောင့်မလို့ဒါကိုကနေပြီးတော့ဒီကာမဒုက္ခလိကညောကလို့ဆိုရဲအသွင်းရောက်နေတဲ့ဒါနတိလာဘာဝနာမျိုးအတ္တကိလေသာညောကလို့ဆိုရဲအသွင်းရောက်နေတဲ့ဒါနတိလာဘာဝနာမျိုးဒါတွေကိုကအပြစ်မြင်အောင်ကြည့်ရမယ်နော်သူ့ဒါအပြစ်မြင်သွားပြီဆိုရင်သူ့ရဲ့အဖြစ်မြင်တဲ့ဟာဘောလို့လျောက်ရောက်ပြီလို့သူပြောကြတယ်နော် ဘာလို့လဲဆိုသူ့ရဲ့ဘယ်လိုအကျင့်မြင့်တာရောက်လို့ဆိုတော့အဲ့ဒီဓာဏတွေကိုတော့ဝေဘာနဲ့ကံကိုလုပ်နေပြီအဲ့ဒီသီလတွေကိုဝေဘာတတ်တဲ့ဝေဘာနိကပြုတ်တတ်တဲ့ကံကိုလုပ်နေပြီအဲ့ဒီဘာဝနာကိုဝေဘာနိကပြုတ်တတ်တဲ့ကံတွေကိုလုပ်နေပြီအဲ့လိုလုပ်နေတဲ့အခါကျအဲ့ဒီဓာဏမျိုးသီလမျိုးဘာဝနာမျိုးကလွန်မြောက်တဲ့ဓာဏသီလဘာဝနာကိုကိုလုပ်မိမှာပေါ့နော်အဲ့ဒါကြရင်တော့ကိုလုပ်တာကကိုပဲဖြစ်လာလိမ့်မယ်လုံးသူဖြစ်လာလိမ့်မယ်ပေါ့နော် ကိုကလုံးသူဖြစ်လာပြီးတော့မှန်ကန်တဲ့ဒါနတိရဘာဝနာလုံးသူဖြစ်တော့လဲကိုကလူမှန်ဖြစ်တာပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကိုတို့ကတို့မေးတယ်အဲလူတိကကလနာလေးကိုဒါဘယ်လိုနေထိုင်ရမလဲလို့ဆိုတာမျိုးလေးညို့မှာဆိုတာမျိုးပေါ့နော်တကယ်တော့လူတိကကလနာကိုပြောပါစေမဲ့ဒီချပါပြောရတာပဲဗျာနော်မဲ့ဒီချပါဆိုတာတရားရဲ့ပြန်ဝင်သွားတယ်လို့မှတ်နော်မဲ့ဒီချပါဆိုတာတို့ရဲ့လမ်းပြင်ဖြစ်တယ်ပဲလို့ဒီလိုပြောရမှာပါနော် တို့ရဲ့လမ်းတွေရှိတယ်လို့ဆိုတာကတကယ်တော့တို့ဟာမှန်မှန်မြင်တယ်မှန်မှန်နဲ့တွေးမယ်ဘာတွေမှန်မှန်မြင်ပြီးဘာတွေကိုမှန်မှန်တွေးတာလို့ပြောဒါနာလုပ်ကြတာ၏ဘယ်လိုတွေပါတယ်လဲဘယ်လိုတွေမှန်တယ်လဲသီလသောက်တည်ကြတာ၏ကဘယ်လိုသောက်တည်ကြတာ၏ပါပြီဘယ်လိုသောက်တည်၏မှန်တယ်လဲဘာဝနာပွားကြမယ်ဘယ်လိုဘာဝနာ၏ကပါပြီ ဘယ်လိုဘာဝနာတွေကမှန်တယ်လို့မြင်လဲမြင်မယ်တွေးလဲတွေးမယ်တောင်းမှန်မှန်မြင်လဲမှန်မှန်တွေးတယ်လို့ပြောတာပေါ့နော်ဘယ်လိုအကုသို့မကောင်းမှုတွေလုပ်ကြတယ်အဲ့ဒီလုပ်ကြတဲ့အကုသို့မကောင်းမှုကဘယ်လိုမှားတယ်လဲဟောဒါကိုကိုယ်နဲ့မြင်တယ်ဆိုကြတာပေါ့နော်ဒါမှန်မှန်မြင်တာတော့မှန်မှန်မြင်မှန်မှန်မြင်ဆိုတာတခြားဟိုဟိုဒီဒီလေးကိုမှန်မှန်မြင်နေတာပေါ့ဟုတ်ကဲ့ဟိုကလေးကိုဘယ်လိုတွေရမလဲဟုတ်နော်ပညာရေးကိုဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးတွေမှန်တာမှန်တာမြင်တာကို မှန်မှန်ပြောတာဟုတ်ဘူးနော်အဲဒါနသီလဘာဝနာနဲ့ဒါနသီလဘာဝနာမဟုတ်တဲ့တခြားလုပ်ငန်းတွေလုပ်ကြတယ်ပါဘယ်ဟာမှန်ကလေးဘယ်ဟာမှန်ကလေးလို့မှန်မှန်မြင်တာနော်အဲလိုမှန်မှန်မြင်ပြီးမှန်မှန်တွေးပြီးထို့ရင်အမြင်နဲ့အတွေ့အကြုံမှန်သွားပြီလို့ဆိုရင်တော့မှန်မှန်လည်းပြောပြီးကွယ်အဲမှန်မှန်ပြောတယ်လို့လုတ်ပြီလို့ဆိုတော့လေမှန်မှန်ကိုလည်းလုတ်ပြီလို့ပြောပါမှာနော်အဲမှန်မှန်လုတ်တယ်လို့မှန်မှန်လည်းသူကနေပြီနော် ဲ့တော့ကိုတို့တကယ်ကတော့မှန်မှန်မြင်နဲ့မှန်မှန်တွေးတာကိုရပြီဆိုရင်မှန်မှန်ပြောတာတွေမှန်မှန်လုပ်တာတွေနဲ့မှန်မှန်နေတာတွေကတော့ဘယ်လိုပြောရမလဲနော်ကိုယ့်ရဲ့သွားတာကတော့အလုံးလုံးသွားတာပေါ့နော်အလုံးလုံးသွားတယ်လို့ဆိုတာအလုံးကလည်းပဲအလုံးတိုင်းမှာပဲမှန်မှန်လဲလုပ်လို့ရတယ်လို့မှန်မှန်မကန်လဲလုပ်လို့ရတယ်နော်ကဲပြောပြီလို့ဆိုရင်ဒီအဲ့ဒီမှာအလုံးလုံးရင်းနဲ့စကားစစ်ပြီးပြောပြီဆိုတော့ မမှန်ပြောလို့လည်းအလုတ်တိုင်းမှာရပါမယ်။မမှန်မကန်ပြောလို့ကလည်းပဲအလုတ်တိုင်းမှာရမယ်နော်။အဲ့လိုပြောမယ်ဆိုရင်တော့မမှန်ပြောတတ်ဖို့မမှန်လုတ်တတ်ဖို့ကတော့တော်တော်တူတယ်လို့လိုပြောရမှာပဲပေါ့နော်။ကဲပြောတာလုတ်တာဒီတော်တော်မှန်နေပြီလို့ပြောတော့တော့မှာလေ။အလုတ်ထဲမှာနေနေလို့ရှင်လည်းပဲအလုတ်ထဲမှာမမှန်နေလို့ရတဲ့အလုတ်လည်းရှိတယ်။မမှန်မကန်နေလို့ရတဲ့အလုတ်လည်းရှိမှာပဲနော်။တကယ်လို့သာ တမ္မာဒိဋ္ဌိနဲ့တမ္မာဒိဋ္ဌပလို့ဆိုရဲမှန်မှန်မြင်တာနဲ့မှန်မှန်တွေးတာကကိုလိုဒီမှာမရှိဘူးဆိုရင်ဟုတ်တော့မှန်မှန်မြင်တာနဲ့မှန်မှန်တွေးတာကကိုလိုဒီမှာမရှိဘူးဆိုရင်မှန်မှန်ပြောတာလုပ်တာနေတာကိုလိုရှိလို့ရတာဟုတ်တော့တကယ်လို့မှန်မှန်ပြက်ငါပြောမိအောင်နေနေတာပါပဲလုံးမိအောင်လည်းနေနေတာပါပဲမှန်မှန်နေမိအောင်လည်းငါနေနေတာပါပဲလို့ဆိုလဲအမြင်နဲ့တွေးရတာမှန်ရင်တော့ဒါခွင့်ပြီးတော့ညီတော့ဆိုဆွဲဟာမျိုးလိုပဲ ကိုကနေပြီးတော့တတိထားနေတော့မှန်းနေမှာပေါ့နော်အဲ logo ရင်တော့အမှားကဒလုံးဆိုဒလုံးမဟုတ်ဒလုံးဆိုတာလို့ဝင်လာမှာပဲနော်အဲမှားတဲ့အလုပ်ကလည်းပဲဒလုံးမဟုတ်ဒလုံးဆိုတာဝင်လာမှာပဲမှားတဲ့အနေအားလည်းပဲတနေမဟုတ်တနေဆိုဝင်လာမှာပဲကြာနော်အဲ့တော့မှန်မှန်ပြောတတ်ဖို့လုပ်တတ်ဖို့နေတတ်ဖို့ရန်ကတော့တော်တော်လိုတယ်လို့ပြောရပါပါနော်မှန်မှန်ပြောတဲ့လုပ်တတ်နေတတ်ဖို့ရန်အတွက်မှန်မှန်မြင်တာနဲ့မှန်မှန်တွေးတာကတော့ သိကိုကြည့်ကြည့်လေပြောကြတော့နော်အမှန်မှန်မြင်တာနဲ့မှန်မှန်တွေးတာကကိုတို့ဒီမှာမရှိရင်မှန်မှန်ပြောတာလောက်တာနေတာတော့တကယ်ကိုတို့ဒီမှာမြင်နေရှိဖို့ပြောတယ်သမီးရောနော်ဟုတ်နော်မှန်မှန်မြင်တာနဲ့တွေးတာသိရေးကြည့်လေပြောတော့နော်မှန်မှန်မြင်တဲ့တွေးတဲ့သွားရင်တော့မမမကံပြောပြီးလုံးပြီးနေပြီးမအောင်သူ့ပါတယ်ဘယ်လိုပဲပြောအောင်ပါနော်ကိုကသူကမှန်မှန်နေတော့မြင်နေတွေးနေမှာတော့သူပြောမိတဲ့အားလဲမှန်တာလဲ လုံးမိတာနေမိတာတွေလည်းမှန်ပါလေလို့ဒီလိုပြောရမယ်ကွာတော့အဲ့တော့မှန်မှန်မြင်ဖို့တွေးဖို့ကတော့တော်တော်အရေးကြီးတာဆိုတော့မှန်မှန်မြင်နိုင်အောင်တွေးနိုင်အောင်တွေ့ခုနကတော့အသွင်ရောက်တယ်တရားနှစ်ပါးကိုသိတ္တိထားရတာနော်အဲ့ဒါလည်းတော်တော်ကိုသတိထားပြီးနေကြတယ်လို့ဒီလိုပြောရမှာပါတော့ရိုးရာကြီးရကိုကသူများလုပ်ရင်ကိုလုပ်ပဲမဟုတ်လားပြောမှဆိုရင်တော့ဒိုးတွေရလည်းပဲသွားလေးတွေလိုပဲလို့ပြောရမှာပါတော့သွားသွားအုပ်ကို 学来就行，谁让抓多,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 多的那家伙呗，抓一抓的，不可能。让抓的谁让抓抓的那家多抓？啊，既然抓，要抓的话，你呢？哪个抓，让抓的抓去？不可能。哎，谁让抓多的那家伙被的了呗？就是说，如果那边后来给你了，就是说，不可能。如果后来给你了，就是说，过路人多抓的那家伙，过来你家的。 ဒါတမီးတို့ဆိုရင်ဘိုးတော်ဆိုးပြီမလားလို့အောက်မရတော့ဘာလို့လဲတော့ကိုယ်တမီးမင်းကလေးခုလားတမီးမင်းကလေးဆိုတဲ့သူကလူတွေကိုကြောက်ရတယ်ကြာနော်ကြောက်ရတယ်လို့ဆိုတာလူတွေနဲ့တွေ့ဆဲပြီးတော့မလုံးဝကြောက်ဘူးဟုတ်နော်လူတွေကတမျိုးလုံးနေရင်ကိုယ်ကနောက်တမျိုးမလုံးဘူးကြာနော်